ကျမကလေ email ဘယ်လိုပို့ရမလဲဆိုပြီးတော့မှလာမေးကြတယ်ပြီးတော့ခါမှ email တော့ပို့ချက်တယ်ဒါပေမဲ့ စနစ်တကျမပို့တတ်ဘူးပေါ့နော်ပြီးတော့ခါမှာ email reply ပြန်လာလို့ရှင်လေစနစ်တကျ reply မပြန်တတ်ဘူးအပြည့်အခါမှာအဖွဲ့အစည်းတစ်ခုကို email ပို့တဲ့အခါမှာကိုကအဲ့ဒီအဖွဲ့အစည်းကိုတစ်ချိန်တစ်ခါပို့ရမှာမဟုတ်ဘဲနဲ့အထက်တက်ခါခါပို့ရမယ်ဆိုရင်အနေထားမျိုးမှာ email ကိုပေါ့နော် email အစ်တစ်တွေချိန်တစ်ခါလဲလဲပို့နေတော့ email တွေကပြန့်သွားတယ်အဲ့လိုအနေထားမျိုးမှာအဖွဲ့အစည်းအနေနဲ့လဲပို့ကိုပေါ့နော် reset လုပ်လိုက်လို့ရတယ်ဆိုတဲ့အခါမှာအဲ့တော့ email ကိုဘယ်လိုမျိုးစုစည်းစည်းနဲ့စနစ်တကျပို့မလဲဆိုတာမျိုးကိုကျမကဒီမှာ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်တေချာလေးအဆုံးနေကြည့်ပေးပါအဖွဲ့အစည်းတစ်ခုကိုကိုက email ပို့တဲ့အခါမှာထက်တက်လဲလဲပို့ ို့ရတဲ့အခါမျိုးမှာ first time ပထမအချိန်နေနဲ့ second time ဒုတိယအချိန်နေနဲ့ email ဘယ်လိုပို့လဲတတိယအချိန်နေနဲ့ email ဘယ်လိုပို့လဲအဲ့ဒီ email တခုတည်းအောက်မှာပဲစနစ်တကျဘယ်လို email ပို့လဲဆိုတာမျိုးကိုကျွန်မကဒီမှာ share လုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်မတို့အခု email စပြီးတော့မှပို့မယ် okay အဲ့တော့ကျွန်မတို့ဒီမှာ gmail ထဲဝင်လိုက်ပြီ gmail ထဲဝင်လိုက်ပြီကျွန်မတို့ COMPORC ခုံးပို့စာလေးကိုနှိပ်လိုက်မယ်အဲ့တော့မှ email အသစ်ကျွန်မတို့ကြာလာပြီ ဆိုတော့ရှင်ဒီ email အသစ်မှာဆိုရင်ကျမတို့မြင်ရတာ TO user တွေ့မယ်အဲ့တော့အဲ့ဒီဥစ္စာက main email ပါကိုအဓိကပို့လို့တဲ့ main email ဘသူ့အဓိကပို့မှာလဲအဲ့တော့ကျမကဒီမှာဆိုလို့ရှင်ကျမကျမရဲ့ပေါ့နော်ဒီ အီးမေးလ်တစ်ခုကျွန်မထည့်လိုက်မယ်အဲ့ဒီကိုကျွန်မကအထူးကပို့တယ်ပေါ့နော်အထူးကနောက်တစ်ခုကကျတော့ကျွန်မတို့ကအဖွဲ့အစည်း၃လေးခုစီကိုဒါမှမဟုတ်အဖွဲ့အစည်း၁၀ခုလောက်စီကိုကျွန်မတို့ကတစ်ခါနဲ့တစ်ပြိုင်နက်ထည့်အီးမေးလ်ပို့မှာအဲ့လိုမျိုးဆိုရင်ကျမတို့ကဒီမှာ CC နဲ့ BCC ဆိုတာရှိတယ်အဲ့တော့ကျမတို့က CC ဆိုတာကဘာလဲဆိုလို့ရှိရင် carbon copy လို့ခေါ်တယ် CC နဲ့ပို့လို့ရှိရင်ကကျမတို့ကအဖွဲ့အစည်း၅ခုစီကို CC နဲ့ပို့တယ်ဆိုရင်အဖွဲ့အစည်း၅ခုလုံးကတယောက်နဲ့တယောက်ကျမပို့ထားတဲ့ email ကိုမြင်ရတယ်နောက်တစ်ခုကကျမဘာလဲဆိုရင် BCC ဲ့တော့ BCC နဲ့ဆိုလို့ရှိရင်ကျမကအဖွဲ့အစည်း၅ခုစီကို email ပို့တယ် BCC နဲ့ဒါဆိုလို့ရှိရင်အဖွဲ့အစည်းတစ်ခုစီကပဲကျမပို့တဲ့ email ကိုမြင်ရမယ်ဖွဲ့အဖွဲ့ကိုပို့ထားလဲသူတို့တယောက်နဲ့တယောက်မြင်ရမှာမဟုတ်ပါဘူးရှင်အဲ့တော့ကျမတို့ကအဖွဲ့အစည်းတွေစီကိုကျမတို့ email တွေအဲ့လိုမျိုးပို့တဲ့အခါမျိုးမှာ email အများကြီးပို့ရတဲ့အခါမှာဒါဆိုရင် live live ပို့စရာမလိုဘူးကျမတို့က CC တို့ PCC တို့ကိုတောင်းပြီးတော့မှ email ကိုစနစ်တကျပို့သွားလို့ရပါတယ်အဲ့တော့ကျမကဒီမှာအာကျမကနှစ်ကျမနှစ်ယောက်စီကိုကျမဒီစာပို့မှာနှစ်ယောက်ကိုတီးစေခြင်းတဲ့အတွက်ကြောင့်ကျမက CO2 နဲ့ main email ကို CO2 မှာ ထည့်လိုက်ပြီးတော့မှ CC မှာကျွန်တော်နောက်ထပ် email တစ်ခုထည့်လိုက်တယ်ကျွန်တော်ဒီမှာတော့ BCC နဲ့မပို့တော့ဘူးเนาะ Okay အဲ့တော့ဒီ CC မှာပဲအဖွဲ့စီ5ခုကိုပို့မယ်ဆိုတော့ email 5ခုလုံးထည့်လို့ရတယ်တပြိုင်တည်း email 5ခုလုံးထည့်လို့ရတယ် BCC မှာလည်းအဖွဲ့စီ10ခုကိုပို့မယ်ဆိုတော့10ခု email 10ခုလုံးထည့်ပြီးပို့လို့ရတယ်အဲ့တော့ကိုက email တစ်စောင်နဲ့အဖွဲ့စီအကုန်လုံးစီကိုရောက်မယ်အဲ့နောက်တော့ကျွန်တော်တို့ကဒီမှာ subject subject တော့ subject ဆိုတာဘာလဲဆိုကျမတို့ email ပို့မဲ့ခေါင်းစဉ်ဖြစ်တယ်ကျမတို့ပို့ခြင်းတဲ့အကြောင်းအရာရဲ့အနှစ်ချုပ်အဲ့တော့ကျမကဒီမှာအလုပ်လျှောက်တဲ့လျှောက်လာတဲ့ဆောင်ပို့မယ်ပဲထားပါတော့အဲ့တော့ကျမက applying a job for civil engineer position civil engineer POSI TIO position အဲ့တော့ applying a job for civil engineer position အဲ့ကျမက civil engineer position အတွက်ဒါကိုပေးပို့တဲ့ email ဆိုတာကိုတို့သိသွားမယ် okay အဲ့ဆိုလို့ရှိရင်ကျမစာပိုင်းကြီးလာပြီအဲ့ဒီမှာကျမတို့ကစာရင်းရရမယ်အဲ့တော့ဒေသအပ္ပတော့ပေါ့နော်ဆရာဆရာမတို့ပေါ့ထားပါတော့ဒေသအပ္ပတော့ အာလူကြီးမင်းများပေါ့နော်အဲ့တော့မင်းကျမကဒီက sign and medal ဆိုပြီးမှကျမရေးလိုက်တယ် okay အမကျမက spin နဲ့ chat တောင်ချလိုက်တယ်ရှင်းသွားအောင်လို့နော်အဲ့တော့ကျမကဒီမှာစာစရေးပြီပေါ့နော်ဆိုတော့ဒါကကျမက cover letter ရေးနည်းကိုပြောနေတာမဟုတ်သေးသေးဆိုကျမဒီမှာတူတူလေးပဲရေးလိုက်တော့မယ်ဆိုလို့ရှိရင်တော့အစာအရှိန်ကြီးတွေပို့တယ်ဆိုလို့ရှိရင်စာမိုက်တွေဖွဲ့ပေးပေါ့ကျွန်တော်တို့စာဆုံးသွားပြီပေါ့စာပြီးသွားပြီဆိုရင်ကျမတို့ခုနကလိုပဲကျမတို့က spin နဲ့ chat လောက်ချလိုက် attach နဲ့ chat လောက်ခုန်လိုက်ပြီးလို့ရှိရင်ကျမတို့ကဒီမှာနော် respectfully ယူရာစကောမှာပြည်ထောင်မှာအောက်မှာကိုယ်နံပါတ်ရေးမယ်နော်နံပါတ်ရေးမယ်ပြည်ထောင်မှာအောက်မှာကိုယ်ဆက်သွယ်ရမယ့်ဖုန်းနံပါတ်ရေးမယ်ပေါ့နော်ကိုယ်ဆက်သွယ်ရမယ့်ဖုန်းနံပါတ်ရေးမယ်โอเคအမှဆက်သွယ်ရမယ့်ဖုန်းနံပါတ်ပေါ့နော်အီးမေးလ် address ကတော့ပြန်ရေးမနေပါနဲ့ဒီမှာလည်း email address ရှိတာဆိုတော့လေအဲ့တော့ကျမတို့ကပြည်ထောင်မှာဟိုကိုယ့်ရဲ့ position တွေဘာတွေရှိရဆိုလို့ရှင်လည်းရေးလို့ရပါတယ်ကိုယ့်အဖွဲ့အစည်းတစ်ခုကလူဆိုလို့ရှင်နော်ဒီမှာကိုယ့်ရဲ့ position တွေဘာတွေရေးလို့ရတယ်အဲ့လို့ရှင်လည်းကိုယ့်အမှပေါ့နော်ဟိုပေါ့အဲဥမာ အဲဆက်လက်ကိစ္စရင်းနဲ့အလုံးလျှောက်လဲဆိုတဲ့အခါမှာကိုကဟိုပေါ့နိုင်ငံတကျလောက်ရှားသူလားလူမျိုးဆိုလို့ရှင်လဲရေးလို့ရအဲ့မှာကိုယ့်ရဲ့ position ကိုရေးပေးပေါ့နော် okay အဲ့တော့ကျမကဒီမှာ i attach my resume here လို့ရေးထားတဲ့အတွက်ကြောင့်လဲကျမရဲ့ reason လေးကိုကျမက attach ပေးပေးမယ်နော်ကျမရဲ့ reason လေးကိုကျမ attach ပေးမယ်ဆိုတော့ဒီမှာကျမတို့က ချိန်လေးလိုပုံစံမျိုးလေးရှိတယ် attach ဆိုတာ attach file ဆိုတာလေးအဲ့ဒါလေးကိုနှိပ်လိုက်မယ် okay အဲ့တော့ကျွန်မ attach file ဆိုတာလေးကိုကျွန်မနှိပ်လိုက်ပါမယ်ကျွန်တော်တို့ကဒီမှာ file တစ်ခုကိုကျွန်မ attach လုပ်လိုက်မယ်ပေါ့နော်ထားပါတယ်ကျွန်မဒီပုံတစ်ခုကို attach လုပ်လိုက်မယ်မကျွန်မ attach file attach file တွဲလိုက်ပါပြီဖုန်းနဲ့လည်းအဲ့လိုပါပဲเนาะဖုန်းနဲ့လည်းလွယ်ပါတယ်ဆိုတော့အဲ့တော့ကျွန်မတို့ဒီမှာ file တစ်ခုတွဲပြီးသွားပြီဆိုလို့ရှိရင်ကျွန်မတို့ဒီ email ကိုပို့လိုက်ကြမယ်เนาะကျွန်မတို့ကဒီမှာပို့ပို့ချင်တဲ့အဖွဲ့အစည်းတွေရဲ့ email ပြီးတဲ့အခါမှာကျွန်မတို့က subject နေရာမှာအဓိကအကြောင်းအရာပြီးတဲ့အခါမှာကျွန်မတို့က email email letter လောက်ဆောင်ရေးပြီးတော့မှာကိုယ်နာမည်နဲ့ signature တက်ပြီးတော့မှကျွန်မတို့ email ပို့လိုက် ုက်ပါပြီ။ Okay ဆက်လိုက်ပြီပေါ့နော်။ Okay အဲ့တော့ဟိုဘက်ကနေ email ပြန်လာမယ်เนาะ။ email ပြန်လာတဲ့အခါမှာ email reply ကတော့လွယ်တယ်။ကျမတို့အဲ့လိုမျိုး email reply လေးလုပ်လိုက်ရုံပဲလीเนาะ။ဆိုတော့အခါမှာတကယ်လို့ကျမတို့ကအဖွဲ့အစည်းတစ်ခုကိုပို့ရတဲ့စာဆိုပါဆို။အဖွဲ့အစည်းတစ်ခုကိုပို့ရတဲ့စာအဲ့ဒီစာကိုကျမတို့ကထပ်ထပ်လဲလဲအဲ့ဒီကိုပို့မယ်။ဒုတိယအကြိမ်သူတို့ကပထမအကြိမ်ကိုရအကြောင်းမပြန်လို့ကိုကဒုတိယအကြိမ်အာဒုတိယအကြိမ်ပေါ့နော်ကိုဆက်ပြီးတော့မှ ာထပ်ပို့မယ်ဆိုလို့ရှိရင်ကျမတို့ဘာလုပ်ရမလဲဆိုလို့ရှိရင်ဒီမှာ reply ရ reply all ရ forward ဆိုတာရှိတယ်အဲ့တော့ကျမတို့ကပထမချိန်ပို့ပြီးလို့ပို့ပြီးလို့နောက်တစ်ချိန်ကထပ်ပို့စရာလိုရဆိုလို့ရှိရင်နောက် email အစ်တစ်ဆောင်နဲ့မပို့ပါနဲ့ပြန်ကျဲဝါလိမ့်မယ်ကျမတို့ကဒီ reply နေရာကနေပဲပြန်ပို့ပါအဲ့တော့ဒီမှာ email reply ကနေပဲကျမတို့ reply ပြန်ပို့မယ်ပြန် reply ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်ကျမတို့ကမူရင်း2ကိုပို့ထားတဲ့2ကိုပို့ထားတဲ့ email ပဲရှိတယ် main email ပဲရှိတယ်အဲ့တော့ကျမတို့က cc တို့ bcc တို့ မနော်ခုနကအဖွဲ့အစည်းတွေပို့မယ်ဆိုလို့ရှိရင် CC တို့ BCC တို့ပါတက်ပြီးတော့မှတခြားအဖွဲ့ရဲ့ email ပြန်ထည့်ပေးဖို့လိုတယ်။ဒီရက်ခါမှဒီမှာကျမတို့ကအာငါဒီစာအုပ်ငါဒုတိယအကြိမ်ပို့ခြင်းဖြစ်ပါတယ်ဗျာညာပေါ့နော်။ဆိုပြီးမှစာရေးပြီးတော့မှခုနကကျမရေးပြထားသလိုပဲအစအဆုံးပြန်ရေးပြီးတော့မှထပ်ပို့ပါနော်။အဲ့တော့ကျမတို့ကအဖွဲ့အစည်းတစ်ခုကိုဒီမှာဆိုလို့ရှိရင်ဘလို့ပို့ချလဲဆိုလို့ရှိရင်ဥပမာဒီထိုင်းတို့မလေးရှားတို့ဆိုလို့ရှိရင်ရန်ကုန်စီအောင်စာရေးပို့ချတယ်။ဆိုတဲ့အခါမှာစာရေးပို့တဲ့အခါမှာဆိုရင် ဒီချိန်လေးနဲ့ပေါ့နော်ပို့လို့ခုဘက်ကပြန်စာမလာဘူးဆိုလို့ရှိရင်ဒုတိယချိန်ထပ်ပို့ရတာရှိတယ်။အဲ့တော့ဒုတိယချိန်ထပ်ပို့ရဆိုလို့ရှိရင်အဲ့ reply အနေနဲ့တွားပါ။တတိယချိန်ထပ်ပို့ရ reply အနေနဲ့တွားပါ။ reply အနေနဲ့ကျမတို့ကထပ်ထပ်လေးနဲ့အာပေါ့နော်ဒါကတော့ငါဒုတိယချိန်ပို့ခြင်းဖြစ်တယ်။အဲ့လိုမျိုးတွားပေးပါ။ဆိုတော့ email တစ်ခုကကိုယ့်ရဲ့ email ကခုဘက်ကိုတက်တက်သွားမှာပဲ။သူရဲ့ဘောမှာတွားပေါ်မှာပဲ။သူရဲ့ပေါ့နော် inbox ထဲမှာတွားပေါ်မှာပဲ။ဆိုတော့ကိုယ်က email တွေအများကြီးပို့တဲ့အခါမှာဆိုတော့ email တွေက ပြန့်သွားမယ်ပထမအကြောင်းအရာဒုတိယအကြောင်းဆက်မှုမရှိတော့ဘူးပေါ့နော်အဲ့ဒါမျိုးကျမတို့ကဖက်ဖက်လဲလဲပို့ရမယ်အနေထားမျိုးပါဆိုလို့ရှိရင် email တစ်ခုလေးကို collection လုပ်ပြီးတော့မှစနစ်တကျပို့ပေးပါဆိုတော့အဲ့ဆိုလို့ရှိရင်ကျမဒီမှာ email စနစ်ကြပို့တာလေးကိုတည်သွားမယ်လို့ထင်ပါတယ်အဲ့တော့ဖုန်းနဲ့လည်းဒီလိုပဲအလွယ်တကူပို့လို့ရပါတယ်အဲ့တော့ကြိုးရှိရဆိုလို့ရှိရင်ကျမရဲ့ Starry Shine YouTube channel လေးကို like and subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးနှိပ်ပေးသွားပါဆက်လက်မျှဝေပေးသွားမှာဖြစ်တဲ့အကြောင်းမျိုးကျမ channel လေးကိုစောင့်ကြည့်ပေးကြပါအောင်ရှင်